င်္ဂလာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရဲ့2025ဇွန်လ26ရက်ကြာတာရင်းနေ့အတွက်ဆောင်းရန်ရှောင်းရန်ဆောင်းရရမယ်နောက်ခတ်ချိန်ခါတွေကိုအစီအစဉ်တင်ဆက်သူကျမရွှေရုံအောင်နဲ့မနှစ်ပတ်အင်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025ဂျွန်လ26ရက်နေ့ကြာသပတေးနေ့အတွက်ကြာသပတေးသတ္တမိများအပေါ်ပုံမူပြီးထ ਿਆ မှုရှိနိုင်တဲ့ကောင်းကျိုးနက္ခတ်9ပါးနှင့်မိမိတို့လုပ်ငန်းကိစ္စအများဆောင်ရွက်ရန်နက္ခတ်ချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်4:43မိနစ်မှနနက်5:03မိနစ်အတွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်မြင့်လုပ်ငန်းများလုပ်ကင်နိုင်မဲ့ဒရက်နက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်8:39မိနစ်မှနနက်8:59မိနစ်အတွင်းမှဆိုရင်တော့စန်းထအောင်မြင်ပြီးမြစ်တရီကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံးနှက်ခတ်ကြိမ်ကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်ည7:29မိနစ်မှာည7:29မိနစ်အတွင်းမှာဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုးလောက်ကင်ရတွင်အောင်မြင်မှုရရှိပြီးကန်စတာထွက်ထည့်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည7:38မိနစ်မှာည7:59မိနစ်တွင်မှဆိုရင်တော့ရာဒူဩဇာအနာကန်ဒီကြီးမြင့်နိုင်တဲ့ထီးပြူနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဦးနေညတကောင်ကျော်ပြီးစာသာပရိနိအကူနနက်12နာရီ56မိနစ်မှနနက်12:16မိနစ်တွင်မှဆိုရင်တော့အိမ်ချမ်းမြေရင်တွေအယောင်းဝယ်ကိစ္စများပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက်ကဲကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်2နာရီ29မိနစ်မှနနက်2နာရီ29မိနစ်အတွင်းမှဆိုရင်တော့ငွေကြေးရှင်ငွေရတနာထီကန်ဆက်မှုကန်နေကောင်းမွန်နိုင်တဲ့ရတနာနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9နာရီ54မိနစ်မှနနက်8နာရီ14မိနစ်အတွင်းမှဆိုရင်တော့သာသမီရတနာများထုံကားရရှိနိုင်တဲ့တန်တီနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ကြာသပရိသတ်သမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့စိုးရဲနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ နေ့လယ်7:49နာရီ49မိနစ်မှာနေ့လယ်7:09နာရီမိနစ်အတွင်းမှာဆိုရင်တော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။နေ့လယ်3:41နာရီမိနစ်မှာညနေ4:01နာရီမိနစ်အတွင်းမှာဆိုရင်တော့အမှုခင်းပြဿနာစိတ်ပူပန်တော့ကဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ နန်းနန်း10:45မိနစ်မှာနေ့လယ်7:05မိနစ်အတွင်းမှာဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြားတဲ့အချိန်ကားပဲဖြစ်ပါတယ်ရှင်။ည9:20မိနစ်မှာည9:40မိနစ်အချိန်တွင်းမှာဆိုရင်တော့မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုကို ဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြားတဲ့အချိန်ကားပဲဖြစ်ပါတယ်ရှင်။ နနန်း10နာရီ3မိနစ်မှာနနန်း10နာရီ23မိနစ်ချိန်တွင်းမှာဆိုရင်တော့အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေကို ဖြစ်စေနိုင်တဲ့ဘင်ကနက်ခတ်ကင်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်ကြခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်ဂျာတာပရိသတ်သမီးများအပေါ်ပုံမူထိရောက်နိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါရဲ့ရှင်။ဒီနက္ခတ်ချိန်ကာရီကို သမီးရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုယ်တိုင်တွက်ချက်ပေးရတာဖြစ်ပါရဲ့ရှင်။သမီးရဲ့ယနေ့နက္ခတ်အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပတ်